တကယ်တော့ရေလဲရဟာတော်တက်ခြင်းနဲ့အမဲလိုက်တယ်။တင်းကုတ်ချင်းတော်တဲ့ကတစ်ကောင်းဝါကောင်းတွေကိုခုတ်လို့ရောင်းချတဲ့လက်ကိုလောက်ကြပါရင်ရွာတိလာပြီးတော့ဝယ်ယူကြတဲ့ကုန်တွေကိုရောင်းချပြီးဝမ်းစာရေးအတွက်လုံကင်စားတော့ရတဲ့ရွာတရဖြစ်ပါတယ်။ဟေးထုံးကေမနေ့ပြန်တော်တက်မယ်ကွာ လိုက်ခဲ့မလား။လိုက်တာပေါ်ဆန်လာရ။လိုက်ရင်လေကွာတော်ထဲမှာပါဇက်တော်မတန်ရနဲ့။ဟာဘာလဲကွာ တောကနှက်ကြီးတဲ့ပြောအောင်မလို့လားထောခင်ဟာရေလဲရွာသားတယောက်ဖြစ်ပြီးမော်စုံမမိခင်ကြီးနဲ့အိတ်ထိုင်သူလည်းဖြစ်ပါတယ်ရေလဲရွာနောက်ကတောကြီးဟာအမောင်းရဲမခံမနဲ့မြေကျမ်းပါတယ်ဗဇက်ဟာစီကံရှိရတယ်လို့အလေးပေါ့ကိုလည်းတွားခြင်းဟာတွားလို့မရဘူးအရင်ဂျပန်ခေတ်ကရွာသူရွာသားတွေထွက်ပြေးကြရင်လည်းစင်ပွေကုန်းမှာဂျပန်စစ်သားတွေနဲ့တွေ့ပြီးအသက်ခံရတာကြောင့်အချောက်လန့်တွေအရန်ကိုကျမ်းပါတယ်ထောခင်ဟာ တော်ကျန်တာတွေသစေတရေတွေနှက်ကြီးတာတွေကိုအယုံကြည်မရှိတဲ့လူတယောက်လည်းဖြစ်ပါတယ်။ဗဇက်စီလေးမဆောင်ပဲညဉ့်ညဉ့်ညံ့တွေပြောတတ်တဲ့ဇရိုက်ကလည်းကြီးတာမလို့ဆန်လာတယောက်တတိပေးရခြင်းလည်းဖြစ်တယ်။မနက်ဖြန်တော်တဲ့ကိုတက်ကုတ်သွားရမယ့်နေရာကလည်းစင်ပွေကုန်ဖြစ်တာကြောင့်ပို့ပြီးတော့တတိပေးရတာ။အမေဆန်လာတော့နဲ့တက်ကုတ်သွားမလို့။ဒါမသွားပါနဲ့မဖြစ်ဘူး။ ဘာလို့မဖြစ်ရမှာလဲမေယာသွားဖို့တောင်ပြောထားပြီအင်းလေတားလိုက်သွားမယ်ဆိုလဲပါဇက်ကိုတော့ထိန်တော့တော်ထဲမှာပေါက်ကြရတွေရှောက်မပြောရဘူးဟာအမေကလည်းဗျာဘာမှမဖြစ်ပါဘူးဗျသွားတော့မယ်ဆန်လာတို့အိမ်ဘက်ကိုထုံခင်တယောက်ထွက်လာတယ်ဆန်လာနဲ့ကိုပေါက်လည်းအစင်သင်ဖြစ်နေတာတွေ့ရတယ်ကဲဆန်လာသွားကြမယ်တော်တဲ့ကိုမဝင်ခင်အရင်ဆုံးနှက်ကောမှာလက်ဖက်တွေ ကွင်းတင်တဲ့အရင်ဆုံးဆက်ရတယ်။ဒေါ်ထဲမှာဘေးအန္တရာယ်မဖြစ်အောင်စောင့်ရှောက်ပေးဖို့စံလှတို့လောက်တော်ကိုကြည့်ပြီးတော့ထုံးခင်တယောက်ဟာတိုက်ခြင်းနဲ့ကိုလန်းနဲ့ကိုတက်သွားခုတ်မောက်ကွာ သူတို့ပဲပူဇော်နေရတယ်။ဟာထုံးခင်မင်းပစက်ကိုပိတ်ထားစမ်းကွာ။ဟာစံလှမင်းကကြောက်တက်လိုက်တာကွာ။ကဲလာရင်းခုံမလေးနဲ့သွားကြမယ်။ကိုပေါ့လက်ရှိကဥဆောင်ပြီးတော့တော်တဲ့ကိုဝင်ခဲ့ကြတယ်။တကယ်တော့စင်ပွေကောင်းဟာ အချောက်လှန့်ကြံတာကြောင့်လူတွေတိတ်ပြီးတော့မသွားကြဘူး။ဒါကြောင့်တဲကောင်းဝါကောင်းတွေဟာစိတ်မွေကုန်းမှာအယံကိုပေါ်မြပါလေ။ဆင်ဆင်ချင်းချင်းနဲ့တော်မဝင်ခင်ပူဇော်ပြီးစိတ်မွေကုန်းမှာတဲဝါလာရှာကြသူတွေကတော့အချောက်လှန့်တိတ်မခံကြရဘူး။ကဲစိတ်မွေကုန်းတော့ရောက်ပြီ။ထုံးကဲမင်းလဲငါတို့မသိပဲနဲ့ဘာမှရှောက်မလုပ်နဲ့ကြလား။ဟုတ်ပါပြီကိုပေါ့ရ။အေး မင်းရှောင်းလို့ရင်တော့မင်းပဲခံရမှာနော်။ဟုတ်ပါဒီမှာမြင်လား။ငှက်ကြည့်တော့။အဲ့တော့ကြတော့မင်းတို့နှစ်ယောက်ကလည်းသွားတစ်တွေကိုလိုက်ကြည့်တော့။စမ်းလာလေတငယ်ချင်းထုံးခင်ကိုစိတ်မချတာကြောင့်နောက်ကလိုက်ရတယ်။ကုံကြီးရဲ့အလဲပိုင်းမှာတော့တစ်ပင်ကြီးကြီးမားမားတွေအများအပြားတွေ့ရတယ်။ဒီထဲမှာခုတ်ကြမဲ့တစ်ပင်တွေကို အမှတ်တာလို့ခုတ်เสียတစ်တွေများရင် လားနဲ့ကြီးလာပြီးတော့လှော့စင်ထောင်းကပြင်ဆွဲကြတယ်။တစ်ပင်တွေကိုလိုက်ကြည့်ပြီးတော့ နေလေလောက်ရောက်တော့နားကုတ်ရစီကိုပြင်လာကြတယ်။ကဲတိတ်တွေကတော့အတော်များတယ်။ထမင်းစားပြီးရင်တစ်ခေါက်လိုက်ကြည့်ပြီးတော့ပြန်ညမယ်။ဟုတ်ကဲ့ပါကိုပေါ့။ဒီလိုနဲ့ပဲထုံးခေတရောက်သူတယောက်တည်းတပင်းတွေကို လိုက်ကြည့်အမှတ်သာလုပ်တယ်။တပင်းတွေကိုတော်တော်တော်မှတ်သားပြီးတဲ့ချိန်မှာတော့စကန်ချရာကိုပြန်လာတယ်။စကန်မရောက်ခင်အပေါ်ပေါ်သွားချင်တာကြောင့်ဘေးနားကတပင်းအောင်မှာအပေါ်သွားပြီးစွန့်နေ။ ပြန်ရမယ်။ထုံးကင်တို့နေမဆောင်ခင်ရွာကိုပြန်ရောက်လာတယ်။တော့ကပြန်လာပြီးတာနဲ့ထုံးကင်စိတ်ထဲမှာတကူးကူးကိုကြောက်ရွံ့တယ်လို့ခံစားနေရတယ်။ဒီနောက်မှာတခြားသူတွေရှိတယ်လို့ခံစားရတယ်။ထမင်းစားတော့ပြီးတော့အိတ်ဖို့ပြင်တော့သူ့ခန်းထဲမှာ သွေးတန့်ရဲတဲ့လူတွေကိုတွေ့လိုက်ရတယ်။အောက်မလေးဘာတွေလဲအမေရေအမေဟဲ့တာဘာဖြစ်လို့လဲသွေးတွေနဲ့လူတွေအမေ တားခန့်နဲ့မှာထုံးခင်တရားမှာအေးရဲတော်ပဲနဲ့ငုံတုတ်ထားနေတယ်။နားထဲမှာလည်းဗိုက်စာတယ်ဆိုတဲ့အတန်းတွေကို အများကြီးကြားရတယ်။နင်းတဲ့တကောင်ရံချိန်မှာတော့ထုံးခင်ရဲ့အော်တန်းကိုကြားပြနေ။တရေကြီးမလာနဲ့။အာကြက်ကြောက်ပါပြီဗျာ။မလာကြပါနဲ့ဗျာ။ဇော်ချူးတွေထွက်ပြီးသွေးမရှိတဲ့မျက်နှာနဲ့ဖြူရဖြူရဖြစ်နေတဲ့ထုံးခင်တရားအော်ဟစ်တယ်။ဆန်လာတို့ရွာသားတွေလည်းရောက်လာကြတယ်။အကြီးထုံးခင်ဘာဖြစ်တာလဲဗျာ။ ညာဦးပိုင်းနဲ့မှလေးတွေးရည်နဲ့လူတွေတွေ့တယ်ဆိုပြီးတော့အခုကြတော့အော်ဟိနေတာထုံးခဲ့တယောက်အတော့ကိုကြောက်လန့်နေတဲ့မျက်နှာနဲ့ခရောင်ကန်းအော်ဟိနေတယ်မျက်လုံးကလည်းကြီးကန်းတောင်ပေါက်လိုက်ကြည့်ပြီးတော့ကြောက်ရွံ့နေတာတွေ့ရတယ်ဟာဒီတိုင်းဆိုမှဖြစ်ဘူးကဲဆန်လားဆေးဆရာကြီးဦးထွန်းတာကိုသွားပညာကွာဟုတ်ဟုတ်ကဲ့ပါဘိုးကွန်ဆေးဆရာကြီးဦးထွန်းဆေးပဲကုတာမဟုတ်ဘဲနဲ့ပယောကလည်းသူဟာကုတတ်တယ်ကိုကျင်တရားလည်းကောင်းတာမလို့ တရွာလုံးကချစ်ကြောက်ရိုသေကြတယ်။ဒီလိုနဲ့ဆေးဆရာကြီးရောက်လာတော့ထုံးခင်ကိုစစ်စစ်ကြည့်တယ်။ထုံးခင်ရဲ့ပုံစံဟာကြောင်စစ်စစ်ဖြစ်နေတာမလို့ပယောကဝင်ပူးနေရဆိုတာဆရာကြီးဦးထွန်းအတက်သေးတယ်။အတန်ကလည်းအော်ရှာရှာနဲ့မလို့ဆေးဆရာကြီးဟာတခုချင်းကိုအသေးချမေးရတယ်။ကဲငါရှိကကြောင်နေတာထုံးခင်လား။ငါကကញင်ပင်ဆောင်တည့်ရစံဖဲကွာ။ဒီကောင်းကိုတတ်မလို့ ဘာလို့တက်မှာလဲဘာတွေအပြစ်လုပ်တာလို့တက်မှာလဲပြောစမ်းပါဦးဒီကောင်ခေါ်လို့လိုက်လာကြတာတွေအများကြီးပဲပြီးတော့ဒါဆိုအခုဝင်ဖို့နေပုဂ္ဂိုလ်ကရောသူခေါ်လို့ပဲလားငားနေရာမှာခွင့်မတောင်းမဲနဲ့အပေါ့သွားလို့အသေးတက်ဖို့လိုက်လာခဲ့တာကွာထုံးကဘကအတော်လုံးနေတာမလို့အကြောင်းအဆုံးသိရအောင်လို့ဆန်လာတော့ကိုခေါ်မိတယ် ဆန္လာတို့လည်းထုံးခင်ပြောသမားတွေကို ပြန်ပြောလိုက်တော့အုထုံးလည်းအတော့ကိုတောင်းပန်လိုက်ရတယ်။ကဲပါဒီကလေးကမသိလို့ပြောမိလုံးမိတာတွေအတွက်လည်းပြန်တောင်းမနေ။ကျင့်နေအောင်လည်းမနေ့ပြန်ကြရင် သူကိုယ်တိုင်ခေါ်စာပြစ်ခိုင်းမယ်။အရင်တခါတော့ခွင့်လွှတ်ပေးလိုက်ပါ။ဆရာကြီးအုထုံးရဲ့မေတ္တာရက်ခံကြကြောင်းပဲ။တရေဆံဖဲဆိုတဲ့ပုဂ္ဂိုလ်ဟာကောင်းပြီ။နောက်တစ်ခါဆိုအသေးပဲနော်။ စံဖဲတယ်ကွာတရေကြီးတယောက်စိတ်ကျင်နေသွားတဲ့အနေနဲ့ဝင်ပူးထားတဲ့ထုံးခင်စီကနေထွက်ခေါ်သွားတယ်ထုံးခင်လည်းတရေကြီးထွက်သွားတာနဲ့ပြေလဲကျသွားတယ်စေးစရာကြီးဦးထွန်းရေမန်းတစ်ခွက်ယူပြီးတော့တောက်လိုက်မှတရေရလာတယ်တရေကြီးရောမရှိတော့ပါဘူးမောင်ထုံးခင်ရာဒါပေမဲ့နောက်ကိုတော့စင်ကျင်ရမယ်ကွာနေရာတိုင်းမှာတုတ်စီးကိုစီးဆိုတာရှိတယ်မမြင်အပ်တဲ့ပုံကိုယ်လေးဆိုတာလည်းရှိတယ်ကွာမယုံတယ်လို့နဲ့ သွားဆန်းတော့မင်းခံရတာပေါ့ဟုတ်ဟုတ်ကဲ့ပါဗျာသစေတရေတကယ်ရှိတယ်ဆိုတာကြုံယုံပါပြီဒါနဲ့တော်ထဲမှာစကားလုံးခဲ့တော့မနေ့ပြန်ကြရင်တော့ခေါ်စာပြစ်ပြီးပြန်ပြီးတော့တောင်းပန်လိုက်ဘာတွေများလောက်ရမှလဲဆရာကြီးကြက်ဖို့ကြက်မတစုံနဲ့တပည့်ကြက်ထမင်းကိုဖတ်ထဲထည့်ပြီးတော့အဲ့တော်ကြမှာသွားပြီးတော့ချထားလိုက်ဒါဆိုရပြီဟုတ်ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးကဲလို့ပဲမဟုတ်ရင်တော့ ကျမသားလေးသူ့အတွက်တော့တွေးတောင်မတွေးရဘူးကဲပါဘာမှစိတ်မပူနဲ့တော့နောင်ကိုသာစင်ငယ်ကြားလာမောင်းထုံးကဲလူဆိုတာခရစ်တီရတယ်ကွအပြောဆိုလဲစင်ငင်ရတယ်ဟုတ်ကဲ့ပါဆရာကြီးအရင်ကပါဇက်တရင်ခဲ့တဲ့အောင်ထုံးကဲတရဲဆိုရင်အယုံကြည်မရှိတဲ့ထုံးခင်ကတော့မြေဝါးတွင်တွေ့ဘူးကြုံမှုသွားတာမလို့ ပတ်စံမတရင်ရတော့ပဲသူစည်းကိုစီနဲ့နေထိုင်တော့ပါတယ်ဒီရောမှာတော့အောင်ပါဟိဆိုရင်မသိတဲ့သူမရှိပါ လူကြီးကခလေးစုံအောင်မနာမည်တလုံးချယုံနဲ့အားလုံးသိကြတယ်ဒါပေမဲ့ကောင်းသောသိကျင်တော်မဟုတ်ဘူးအပေတီအမှုသမအောင်ပါဆိုပြီးတော့သိကျင်းတာဖြစ်ပါတယ်ထူးခြားတာကအောင်ပါဟာခွေးသားကိုအယံကိုကြိုက်နေတဲ့သူလည်းဖြစ်တယ်ဒီနေ့မှာအောင်ပါတန်ငယ်ချင်းဖြစ်သူများမောင်တို့နဲ့အတူတူ အရက်တူတောင်းရင်နဲ့ဒီခွေးသားကို နှစ်သက်ဆွဲလဲသွားခြင်းဖြစ်တယ်။ဟဲ့ကောင်အောင်ပါတောက်လေကွာ။ဒါလေအမီးမကောင်းလို့လား။မဟုတ်ပါဘူးညမောင်ရ။မင်းယူလာတဲ့သားကဘာသားဖြစ်မလဲလို့စဉ်းစားနေတာ။ဩမင်းကလည်းကွာ။အဲ့ဒါကိုဟောင်ကောင်သားလို့ခေါ်တယ်ကွာ။မှတ်ထားနော်။ရှားမှရှားနော်။အတွေးမမစင်နဲ့ကွာ။စိတ်တပါပဲ။ဘာလဲကွာဟောင်ကောင်သားဆိုတာ။မင်းကလည်းရှင်းရှင်းပြောစမ်းပါကွာ။ ခွေးသားကိုပြောတာကွာခွေးသားဒါတော့မှဟိုဘက်ရွာကကောင်းနေခွေးပေါ်နေကကြုံတော့ကွာရတာစားစရာရှိတာစားကွာတောက်စရာရှိတာတောက်အောင်ပါလဲဘာမှမပြောဘဲနဲ့လက်ကြံရက်ကိုမော့ပြီးတော့ခွေးသားတုံးကိုကောက်သွားတယ်အဲ့ဒီကစလို့အောင်ပါတယောက်ခွေးသားကို အာတာတငငငနဲ့စားတောက်တက်လာခြင်းဖြစ်တယ်ဝယ်ပြီးတော့တမျိုးခေါ်ပြီးတော့တော့ခွေးတွေကိုတက်ဖြတ်ပြီးတော့စားတောက်ခဲ့တယ်ရွာထဲမှာအောင်ပါမျက်စိကြတဲ့ခွေးတကောင်ရှိတယ် ဝယ်ထားမရောလို့ဒီခွဲကိုဘယ်လိုများကြံပြီးတော့တတ်စားရမလဲဆိုတာတွေးထားပြီးလည်းဖြစ်တယ်။ဒီနေ့မှာတော့ဒီခွဲကို အစာကျွေးလို့ခင်မင်မှုရအောင်ယူထားလိုက်တယ်။ဟေးအောင်ပရေအောင်ပမြောင်မောင်ခေါ်တန်းကြလို့အင်းရှိကိုထွက်လာတယ်။ဘာလဲကွာမြောင်မောင်အလော်တကြီးနဲ့ဒီလိုကွာအိုးဘက်ကမှကြက်ဝိုင်းရှိတယ်လေကွာအဲ့ဒါလိုက်မလားဆိုပြီးလာမိတာ ဘဲပြောကောင်းမလဲကွအောင်မတော့ကဒါမျိုးဆိုတခါတည်းကိုလိုက်တာမကောင်းတဲ့လုံမှန်တယ်မြအောင်ဘဘွားမှာမလုတ်ဘူးတာမရှိဘူးကွအဲ့တခုတော့ရှိတယ်ဘလောက်ပဲမမို့သူများတများဆိုကြခြင်းဆဲဆိုခြင်းတော့မရှိဘူးကွဒီလိုနဲ့ပဲဟိုဘက်ရွာကြောက်ဝိုင်းကိုခြေဦးလှည့်ခဲ့ကြတယ်ဟိုဘက်ရွာရောက်တော့ကြောက်ဝိုင်းဟာစနေပြီမို့လို့နာမည်ကြီးတက်နေကောင်ဖြစ်လို့လေလောင်းကြီးကမြင်နေခေအောင်ဘပါတာလေးပေါအောင်မလား ဒီဘွဲကတော့ပေါ်ကြီးဘွဲကောင်းပဲကွာကိုမြမောင်ရဲ့ဆွဲဆောင်မှုကြောင့်အောင်မပါတဲ့ငွေစားကိုထုတ်လို့ရင်းနေတို့ရင်းလိုက်တဲ့ချက်ဟာအရှုံးကြီးရှုံးခဲ့တယ်။ဒါကြောင့်စိတ်တုံနဲ့ယူဟာဘက်ကိုလက်ပြန်လာပြီးကိုအောင်မောင်ရဲ့ဆိုင်မှာနှစ်ယောက်သာဝင်ပြီးတော့ထိုင်နေပြုတ်ကုန်အောင်ချက်အရက်နှလုံးပေးပြအမိကတော့ဟောင်ကောင်သားတပွဲပေးအသည်းနဲ့ကလီစာပါတပွဲချပြအရက်တော့ရမယ်အောင်ပါဟောင်ကောင်သားကတော့ကုန်နေပြီကွာ ြံတဲ့အမီးတော်ရှိတယ်။ဘာချပေးရမလဲ။ဟာကိုအုံးမောင်ကလည်းဗျာကျုပ်နေတိုင်းတောက်နေကြဒီအမီးတီရက်ပဲဟာဒီနေ့မှကုန်ရလားစိတ်မရှိပါနဲ့ကွာဒီနေ့မျိုးကဧည့်သည်တွေလာလို့အားဒါတာလာတို့အကုန်ယူသွားတယ်ကွာနောက်နေ့တော့ငါချန်ထားပြီပဲကွာဒီနေ့တော့တီးခံလိုက်ကိုအုံးမောင်ကတောင်းပန်ပြောဆိုတယ်ချက်ကလည်းရှုံးသူစားခြင်းနဲ့ခွေးသားကိုမစားလို့အောင်ပါတယောက်စိတ်သိမ့်မကြည့်ဘူး ကဲမြတ်မောင်ချက်ဒီနေ့တော့ကြက်ကလည်းရှုံးတယ်ခွေးသားလည်းမဆရာဖြစ်ပြီဟုတ်တယ်ကွာအောင်ပါငါတို့လောင်းတဲ့ကြက်ဟာပွဲတိုင်းနိုင်တဲ့ကြက်ကွာဒီနေ့မှကန်ဆိုတာခွေးသားပါငတ်ပြီကွာနှစ်ယောက်သားအရက်လည်းကုန်ပြီမိုးလည်းမှုနေကြပြီညလည်းအတော်နဲ့ပြီအိမ်ပြန်လမ်းမှာနှစ်ယောက်သားခြေလမ်းကမမှန်တော့ဘူးကဲကိုမြတ်မောင်ဒီနေ့တော့ခွေးသားမဆရာရဲ့မဖြစ်ဘူးကွာအေးကွာအောင်ပါကြံစမ်းမအောင်ကွာ ငါအချောက်လန်းလာတဲ့ဟာကလည်းကုန်ပြီကွဒီလိုနဲ့အောင်ပါတဲ့မျက်မှောင်တို့ခွေးသားကိုမရရအောင်လို့ကြံစီကြပါရဲ့ဟေးကောင်အောင်ပါမင်းပါလို့မတက်သေးတာလေကွထဲ့ကွာငါရှင်းမယ်ဒီခွေးကိုကိုမျက်မှောင်ဟာစိတ်မရှိတယ်လို့လေးတန်းနဲ့အတားနေစမ်းမှကိုမျက်မှောင်ရာကျုပ်ကဒီကောင်တွေကို အရက်နဲ့စိန်တော့မလို့ဗျခွေးဟာသူတို့တက်မယ်ဆိုတာသိနေတော့မျက်ရည်လေးတွေစွပ်ပြီးတော့ တောင်းပန်တယ်လို့မျက်နှာနဲ့ကြည့်ချတယ်။ဒါပေမဲ့အရက်ခိုးဝင်နေတဲ့သူတို့မျက်နှာမှာတော့တနာကျင်လာတဲ့စိတ်တွေလုံးဝမရှိပဲနဲ့တတ်မယ်ဆိုတဲ့စိတ်ပဲရှိတယ်။အတတ်မထောက်အောင်နဲ့နှစ်ယောက်သာကြိတ်ပြီးတော့ခွေးကလေးကိုရှင်းလိုက်ပါတယ်။ကဲကောအောင်ပါရောပြဒီဒီပွဲချက်ပြီးချက်ခါပါပေးမယ်။ဟာအောင်ပါမိဟာကအခုတည်းလှုပ်နေတော့မလား။ဇပွဲဘောကိုပြစ်တင်လိုက်တဲ့ခွေးနှလုံးကိုကြည့်ကကိုအောင်မောင်ကပြောလိုက်ပါတယ်။လှုပ်ဆိုအခုနာကပဲ လှုပ်လာတာဗျချက်တာချက်ပါဗျာကြုံမြင်ချင်နေပြီဗျမနေ့ကလည်းမစားဘူးအေးပါကွာခဏလေးစားခဏနေတော့ခွေးနှလုံးလက်လက်ဆက်ဆက်နဲ့အရက်တချို့ဟာချိုးမိန်လုံးလာတဲ့အမိတပွဲနဲ့ဖြစ်လာတယ်ချပါကုန်မြတ်ပါဒီကောင်းအသားမနေ့ကလေးကမစားရတာဗျဒါနဲ့လေကောင်းတယ်မို့လားကောင်းဆိုအောင်ပါယာငါမနေ့ကငတ်လို့တော့မသိဘူးကွာဒီခွေးနှလုံးကလည်းချိုးမိန်နေရပဲအမှန်ပဲဗျာ ကျုပ်တော်စားကောင်းချက်ခေါင်းကိုဆွပြလုပ်ပြီးတော့တောက်ရမှာဗျကျန်တဲ့သားကတော့အချောက်လှမ်းထားမယ်နောက်နေ့ကျတော့မြည်ရတာပေါ့ဗျာဒါကတော့အောင်ပါအတွက်မဆွစလောက်ပြည့်မှုလို့ယူဆထားတယ်တန်ပြန်ဆိုတဲ့ဝက်ကကြောက်စရာအကောင်းဆုံးဆိုတာလူတွေသတိမထားမိကြဘူးနောက်တနေ့အိယာကထညာကအတောက်များတာကြောင့်ခေါင်းစိဖို့အောင်ပါတယောက်အုံးမောင်ရဲ့ဆိုင်ကိုထွက်လာတယ်အောင်ပါဟေ့အောင်ပါ ခေါတန်ကြောက်လှည့်ကြည့်တော့ကိုမျက်မှောင်တယောက်ရေးကြီးတုတ်ပြန်နဲ့ရောက်လာတယ်။ဘာလဲကွာမျက်မှောင်အရေးကြီးနဲ့အရေးကြီးဆိုပြောစရာရှိတယ်ကွာခိုးဘက်ရွာကအလှူမှာရှင်ဝါနဲ့ကြဝိုင်းကောင်းတယ်ပြောတယ်။သွားကြမလားမင်းကိုအဖော်လာစတာဘလို့သဘောရလဲ။ဟာတော်သွားတော့မျက်မှောင်ရာအရင်တစ်ခေါက်ရှုံးတော့မမှတ်သေးဘူးလား။ပြီးတော့တောင်ကြောင်မမီမြောက်ကြောင်မမီနဲ့ဂျားတွေကငတ်တက်ဖြစ်တော့အဖြစ်မခံနိုင်ဘူး။ ဘင်းကလည်းကွာတစ်ခါမရနောက်တစ်ခါတော့ရမှာပေါ့ကွာဟိုးစကပ်ဘုံတော့ရှိသေးတယ်လေရေမျောရေနဲ့လိုက်အခုတော့ငွေမျောရင်ငွေနဲ့လိုက်ရမှာအေးပါမင်းမဲသွားပြီးတော့လိုက်ချင်ရလိုက်ငါတော့မလိုက်နိုင်ဘူးအရက်မျောလို့အရက်နဲ့မလိုက်တော့မယ်ကွာမင်းလည်းလိုက်ချင်တော့လိုက်သွားတော့ဟာဒီလိုမလုပ်နဲ့လေကွာမင်းမလိုက်ရင်ငါလည်းမသွားတော့ဘူးကတဆိုအရက်ဆိုင်သွားမယ်ကွာနှစ်ယောက်သားအရက်ဆိုင်ကိုထွက်လာတယ်အရက်ဆိုင်ရောက်တော့ တာလာတော့အုပ်စုဟာပေါ်ကြနေတယ်။ပြုတ်ကုန်မှာချက်အရက်နှလုံးတော့လုတ်ပြအမီးကတော့ထုံးစံနိုင်ပဲ။လာပြီကွာရော့အမီးကတော့မင်းကြိုက်တဲ့ကလေးစာချက်ထားတယ်။ခဏနေရမယ်ကွာ။ဟုတ်ပါပြီဒါနဲ့ကုန်းမှာခိုးတာလာပြီကလူကဘသူတုံးမြတခါမှလည်းမမြင်ဘူးပါလား။ဟောဒါကမျိုးကအဲ့တယ်လေကွာ။ခိုးနေကမင်းမဆားလိုက်ရတာသူတို့လာသွားတာကွာ။ပြောပြီးတော့ ကိုအောင်မောင်ပြတ်ထွက်သွားတယ်။အောင်မလည်းဘာမှမပြောတော့ဘဲနဲ့ရရက်ခွက်ကိုကောင်းပေါ်တယ်။အပပါကောင်းလိုက်တဲ့ရက်ကွာ။အခုမှရင်ထဲမှာပေါက်သွားတယ်။တောက်ကွာများမောင်ပြီးရင်လှုပ်ဆန်ရှိတာလူကမဲရိတ်ခါလည်းပြက်နေပြီကွာ။ပြက်တာလည်းပြက်တာပေါ့။ဘယ်လိုကြံရမလဲ။ငါမှတော့အကြံကုန်နေပြီကွာ။ဟိုဘက်ရောက်သွားပြီးတော့လဲမလုံရတော့ဘူး။တော်ကြမိနေမှခွေးနေမှအောင်ပါကြည့်လို့။မပူဆမ်းမှလည်းကွာ။ အောင်ဘကြံနေဆိုရင်တော့ဘာခံနိုင်မှာလဲတောက်เสียရှိတာတော့ခဏနေတော့အောင်ဘအကြိုက်ဟောင်ကောင်သားကလေးစားပူပူနေနေရောက်ရှိလာတယ်။ကဲရော့ဗျာရပြီ။နည်းနည်းတော့ကြာသွားတယ်။ရှယ်ချက်ထားတာနော်။သိပါတယ်ဗျာကောမခမရလက်ရဟောင်ကောင်သားကဒီကဘာမှာအကောင်းဆုံးဆိုတာပြည့်ပြည့်စုံနဲ့အုံမောင်လာချတဲ့အမျိုးကိုအငတ်မြောက်ကောက်ွားလိုက်ရ။အောင်ဘတယောက်ရှာအပူလောင်သွားတယ်။ ဟိုက်ကောင်အောင်ပါဖြစ်ဖြစ်စားပါကွာမိဟာကအငမ်းမရနဲ့တရေတဲ့ဘက်စီးနေတဲ့အတိုင်းပဲဟာကွာ စားတာပဲဘလို့ဆက်စားစားရဖို့ကအရေးကြီးတယ်မြတ်မောင်မိန်းကလည်းလေရှာကိုရှိတယ်မြတ်မောင်လည်းပြောချင်တာပြော အောင်ပါလေခွေးသားမြင်ကိုငန်းငန်းတက်ဖြစ်နေရမစားရမနေနိုင်အောင်လို့ကြိုက်နှစ်တက်တဲ့ဘဝကိုရောက်လာပါလေကဲကဲကဲကျန်တာနောက်မှငါပြောမယ်အခုကဒီလိုကွာဖြစ်ပါမလားအောင်ပါ တော့ကြာတိသွားမလဲဘူးနော်ဖြစ်ပါတယ်ကွာငါအစီအစဉ်ဆွဲပြီးသားဘာမှစိတ်မပူနဲ့တောက်ဆရာရှိတာတောက်ပြင်သွားမယ်ဒီလိုနဲ့ပဲနှစ်ယောက်သာကြံအရက်ကိုရှင်းပြီးတော့အောင်ဘပြောတဲ့အစီအစဉ်ကိုအကောင့်ထည့်ဖော်တယ်ငါရဲ့မြောက်တဲ့နေ့မှာတော့အောင်ဘအစီအစဉ်တိုင်းခိုးဘရွာကခိုးလာတဲ့ခွေးကိုတက်ဖို့စီစဉ်နေမတက်ခင်မှာခွေးကိုငါရဲ့လုံးလုံးအစာငတ်ထားတယ်တက်မယ်ဆိုတဲ့နေ့မှာတော့ချက်ပြီးသားကောင်းရင်ကိုအဝကျွေးတယ် ခွေးဟာ၅ရက်လုံးလုံးအစမစားလို့သူတို့ကျူးတဲ့ကောင်းချင်းတွေကိုအငမ်းမရစားတော့တဲ့ပိမဲ့ဘေးကခွေးလေးဟာမတိရှာတနာကိယုနာမရှိတဲ့အောင်ပါတို့ကတော့သူတို့စားဖို့ရေမရေမကြောက်ပြဖို့မကြောက်ကိုယ့်ရဲ့စိတ်ဆန္ဒပြေဝါဖို့ခွေးလေးကိုတတ်ဖို့အတွက်ဝင်လေးနေမှာမဟုတ်ဘူးကဲမြမောင်အခုမှခွေးကကောင်းချင်းနေနဲ့စားရတာကလေးစားလေးကပို့ပြီးတော့အရသာရှိမှာကွာ မှန်လိုက်တာအောင်ပါရာမင်းအကြံကပဲဆွလို့တော့ဟမ်ဘာမှလှုပ်ပြစရာမလိုတော့ဘူးဥပါရှင်မိသားဆိုတော့ငါတော့ကြိုက်သွားပြီဟာအောင်ပါလေကွာအောင်ပါချင်ရင်မင်းတိပါတယ်မြတ်မောင်ခေါ်ယူတဲ့လေတန်နဲ့အောင်ပါဟာပြောလိုက်ပါတယ်ဘာမှမသိချရတဲ့ခိုးတွေကတော့ဘိုင်းဝါသွားတဲ့ဟန်နဲ့မောကြည့်လာတယ်ကဲစကြမယ်ပြပြဆဆူအောင်ပါလက်ထဲမှာအသင်ပါတယ်ဒါနဲ့ခွေးကိုခုတ်တက်တယ်ခွေးက တအီးကြီးပြီးတော့အောင်းပါခုတ်တဲ့ဓာကြအောင်မှာဆက်ငင်ဆက်ငင်နဲ့အသက်ပြောင်းသွားရှာပါတယ်။နေ့စဉ်နဲ့မြအောင်းပါဘွားဟာဒီလိုပဲလုံနေကြမလို့တိတ်တော့ရမခုံမနဲ့တနာစိတ်လည်းမရှိ ကျန်နာစိတ်လည်းမရှိတာအကုန်လုံးသိပဲသူ့မှာခွေးသားစားဖို့ပဲသိတယ်ကျန်နာကတော့သူ့မတွေးမိတာဝိဆိုတာဘာလဲဆိုတာပဲအောင်မတရားဝိဆိုတာကိုမကြောက်ဘူးသူကြောက်တာက ခွေးသားမစားမှာကိုပဲကြောက်တယ်။ဒါပေမဲ့ဝိဆိုတာဘဝမကူမကောင်းမှုဆိုတာအမြဲတစေအရေးလို့ပြန်လိုက်စမိန်ဖြစ်တယ်။ဒီဘဝထဲမှာတည်းပြန်ပေးဆက်ဖို့အတွက်လူတွေပြုတဲ့ကံဟာပြစ်လို့သူထံကို ပြန်ပြီးတော့လာစမိန်ဖြစ်ပါတယ်။တနေ့တရောက်အောင်ပအပြင်ဖြားတယ်။သူပြုတဲ့ကံဟာတပံဝတ်လဲပြီ။ခွေးကလေး9ရက်လုံးလုံးအစာမကျွေးရင်မတိုက်ပဲထားခဲ့တဲ့အောင်ပသူ့လဲကြတော့လေအစာအိမ်စာမစားဘဲနဲ့ ဒေါဂိတာတွေဟာစိတ်ကြုံနေပါတယ်။အောင်ပါတယောက်ခုတလောပေါ်မလာလို့တငယ်ချင်းဖြစ်သူမြတ်မောင်တယောက်အောင်ပါအိမ်ကိုထွက်လာတယ်။အောင်ပါဟေးအောင်ပါတငယ်ချင်းဖြစ်သူစီကပြန်ထုတ်တယ်မကြလို့မြတ်မောင်တယောက်အိမ်ပေါ်ထိတက်လာတယ်။အောင်ပါဟာမင်းဟာကအခုထိအိတ်တုံးပါလားပြပြဆဆူအောင်ပါချုပ်နေတဲ့ဆောင်ကိုဆွဲလိုက်ရာမြတ်မောင်တယောက်မျက်လုံးပြူးသွားတယ်။ဟေးအောင်ပါမင်းမင်းဘလို့ဖြစ်တာလဲကွာ။ ဟုတ်ပါတယ်။အောင်ပါတဲ့အောင်လူရုပ်တော်မပေါက်တော့ဘူး။တကောလုံးပိန်ချုံနေပြီးတော့အစာလဲစားမရရေလဲတောက်မရနဲ့ခေါင်းရရှိပြီ။ဒါကတော့သူ့ပြုတ်တဲ့ကံသူ့အတွက်ပြန်ပြီးတော့တပံပြန်ပြီးတော့ဝင်လေတာလား။အောင်ပါမျက်လုံးတွေကသူ့ကိုတခုခုပြောချင်တယ်လို့အာယူတယ်။နောက်ဆုံးထွက်တော့မှအောင်ပါတယောက်ခွေးလိုတည်းဤညီးပြီးတော့လောကကြီးကနေနှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ခွေးသားကြိုက်တဲ့အောင်ပါတယောက်နောက်ဆုံးထွက်တော့မှ ခွေးလိုအောင်ကြီးကတေးသွားရှာတယ်။ဒီဖြစ်ပျက်ကိုကြည့်ပြီးတော့လူစိုးလူပဲကြီးမြမောင်တယောက်လောကကြီးကို စိတ်နာ သာသနာ့ဘောင်ကိုအပေးပိုင်ဝင်ရောက်သွားခဲ့ပါတယ်။တငယ်ချင်းဖြစ်သူရဲ့ဖြစ်ကိုကြည့်ပြီးတော့တန်ဝေကလည်းရသွားတယ်။လောကကြီးမှာနေမြညာပြောင်းတဲ့မမြဲတဲ့အနေဆတရားတွေကို လူတွေအလုံးဟာအဟုတ်မှတ်နေကြတယ်ဆိုတာကိုတော့မြမောင်တယောက်ကောင်းကောင်းသဘောကျသွားတယ်။ဒါကြောင့်မေသာသနာ့ဘောင်ကို အပြီးဝင်ခဲ့ပါတယ်။ဒီနေ့မှာ ။ဦးစင်းဝေးမလားခေါ်မျက်မှောက်တယောက်ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်တယ်။အိမ်မက်ထဲမှာတငယ်ချင်းပြည်သူအောင်မဟာတကောလုံးအမွှေးရွင့်နေဖုံးလန်းနေပြီးဦးကောင်းမှ ခွေးတန်တန်နဲ့ရောက်လာတယ်။သူဟာအစာအိမ်စာမစားတာကြပြီဖြစ်တာကြောင့်လူဘွားတုန်းကခွေးကလေးကိုအစာငတ်ထားလို့တက်ပြက်ခဲ့ခြင်းကြောင့်အခုသူလည်းအစာအစာတွေစားနေပေမဲ့လုံးဝသူ့ရှိရောက်သွားတာနဲ့အစာအိမ်စာတွေဟာပျောက်သွားတယ်။ကျွေးမဲ့သူမရှိလို့လာရောက်တောင်းခံခြင်းဖြစ်ကြောင့ တာဒုက္ခပေါ်အမြပေးဝေစေလို့ကြောင်းဒါရောက်ပြောကြတယ်။နောက်တစ်နေ့မှာဦးစင်ဝေမလဟာအောင်ဘွားအတွက်ရေးစလို့ကောင်းမွန်ကုသိုလ်ပြုလုပ်ပေးပြီးတော့နာမည်ခေါ်လိုက်ပါတယ်။ဒီချိန်မှာအဝေးကနေခွေးတွေဟာဆွဆွငငငဥသွားကြတယ်။အောင်ဘွားတယောက်ကျွတ်လွတ်သွားပြီဆိုတာသတိပေးခြင်းဖြစ်ပါလား။ဒါမှမဟုတ်ခွေးသားအယံကိုကြိုက်တဲ့အောင်ဘွားအတွက် ခွေးတစ်တိုက်ကပြန်လဲချိန်စာဆုပ်ခြင်းလား။ဒါကိုစဉ်းစားရင်လည်းဦးစင်ဝေမလတယောက်အဝေးစီကိုငဲကြည့်ပြီးတော့ အတိတ်ကဖြစ်ခြင်းတွေအတွက်သာသနာပေါင်းကပဲအပိဓာန်ပေးစ